ပိုင်းဆုံးမှာတော့စမ်းသပ်မှုအမျိုးမျိုးကိုကြော်ဖြတ်နိုင်ခဲ့ပြီးလမ်းပြကူညီတဲ့ဂုံတို့၃ယောက်ဟာနာဆောင်မှုပွဲဖြေရမယ်ဇပန်မျိုးကိုရောက်လာခဲ့တယ်။ဇပန်မျိုးမှာတော့ပွဲစည်းတန်းလိုစီကားနေတာနဲ့တောသားမျိုးတဲ့ဂုံတယောက်တို့ကတော့အားလုံးကစိတ်ဝင်စားစရာကောင်းနေခဲ့တယ်။ဂုံတို့၃ယောက်ကတော့ဟာနာဆောင်မှုပွဲဖြေရမယ့်နေရာကိုကြီးကျယ်ခန်းထားတဲ့အဆောက်အဦကြီးထင်ပြီးဖီးတက်နေတော့မှာပဲတကယ်တမ်းကျဘေးကစားတောက်ဆိုင်အသေးလေးဖြစ်နေခဲ့ပါတယ်။အဲ့နောက်လမ်းပြကစားတောက်ဆိုင်နဲ့ခေါ်သွားလို့စကောက်ဝက်ပြောကလှုပ်ဝက်ခန်းနဲ့ခေါ်သွားခဲ့တယ်။ ကွန်ကတော့စကားခွက်ပြောတာကိုအစားသောက်မှလည်းထင်နေတာမို့အဲ့ဒါစကားခွက်ပြောတာလို့ကူရာကရှင်းပြလိုက်တော့ငပ်ပြီဆိုပြီးစိတ်ညစ်သွားတယ်။လမ်းမကြီးလည်းဒီနေရာထိရောက်ဖို့တသားမှတယောက်ပဲဖြစ်နိုင်တာမို့ကံကောင်းပါစေလို့နှုတ်ဆက်ပြီးထွက်သွားခဲ့တယ်။လှုပ်ဝက်ခံကမြေရောက်ကိုဆင်းတဲ့ဓာတ်လီကဖြစ်နေပြီးဆင်းနေတော့မှပဲကူရာကဟန်နာဆာမိုးဘွက်ကခက်လွန်းတာမို့ပြန်ပြသုံးနှစ်လောက်ဖြီမှအောင်ကြတာလို့သူသိထားတာပြောပြနေခဲ့တယ်။လီယိုကဟန်နာကဝင်ဝင်အကောင်းဆုံးပဲထပြောတာနဲ့ကူရာကလည်းကြီးကြီးမြင့်မြတ်တဲ့ဟန်နာကငွေကိုစိတ်ဝင်စားပဲပြည်သူတွေကိုကာကွယ်ပေးတာလို့ညှင်းခုန်နေကြပြီ။ဂွန်ကိုဘဒုမှန်လဲဆိုပြီး ေးနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဓာတ်လီကားကမြေရောက်ထက်ကိုရောက်သွားတာမို့ဂွန်လည်းဘေးကျန်နိုင်ချက်အခြေအနေကနေလွတ်သွားခဲ့တယ်။ အဲ့နော်ဟန်နာဆာမိုဝဲဖြည့်ဆုံမဲ့လူများကြီးကိုတွေးလိုက်ရပြီဂွန်ကနှောက်ဆက်ဖို့စူးစမ်းပေမဲ့အခြေအနေတွေကတင်းမာနေခဲ့တယ်။အဲ့ချိန်မှာပဲဆာမိုဝဲစီစဉ်သူတယောက်ကဝင်ဝဲနံပါတ်လေးတွေပေးပြီးမပြောက်သွားအောင်တင်ထားဖို့မှာနေခဲ့တယ်။ဆာမိုဝဲဖြည့်တာ35ကြိမ်အောင်ရှိပြီဖြစ်တယ်။တွန်ပါကဂွန်တို့ကိုလာမိတ်ဆက်ပြီးသူကဝိုင်းရင်ဖြည့်ဆုံသူမလို့သိချင်တာရှိရင်မေးလို့ရတယ်လို့ပြောပါတယ်။ဒါနဲ့ဂွန်လည်းဒီထဲမှာခမားလို့ဆာမိုဝဲအချိန်ကြီးအများကြီးဖြည့်တဲ့သူတွေရှိသေးလားလို့မေးလိုက်တော့တွန်ပါကသူသိသမျှလူတွေကိုပြောပြပေးတယ်။အဲ့လူတွေကတော့နံပါတ်255နံပါတ်သမားတိုတို့ နံပါတ်103မွေးစရာနံပါတ်191ကွန်ဖူစရာဘိုဒိုရိုအဲ့နော်အာမိုရီညီကို၃ယောက်ဖွဲ့ပြင်အများကြီးရှိသေးတယ်လို့ပြောပြရတယ်။ဂွန်တို့လေပြစ်နေတော့မှာပဲနံပါတ်44မျက်လက်စရာဟီဆိုကာကလူတယောက်သူ့ကိုဝင်တိုက်ပြီးမတောင်းမန်လို့လက်ကိုဖျက်ပစ်လိုက်ပါတယ်။ဟီဆိုကာကရှင်းနှစ်ကဖြေဆိုခဲ့ပြီးစာမိုးပွဲအောင်နိုင်ရဲ့သားနဲ့သဘောမကျတဲ့စာမိုးပွဲစစ်ကိုတပ်ပစ်လိုက်တာကြောင့်ဒီနှစ်ပြန်ဖြစ်နေတာလို့တွန်ပါကပြောပြပြီးသူနဲ့ဝဝင်းနေတဲ့နယ်လို့အကြံပေးလိုက်တယ်။ တို့မကလည်းအကျင့်ကောင်းတဲ့သူမဟုတ်ပဲလူသစ်တွေကိုအမျက်စာမှုပွဲမဖြေနိုင်အောင်ဒုက္ခပေးတဲ့သူဖြစ်ပြီးခုလည်းဂွန်တို့သုံးယောက်ကိုအေးထဲမှာဝမ်းနှုတ်ဆေးထည့်ပြီးတိုက်ဖို့လုပ်တယ်။ဒါပေမဲ့ဂွန်ကတော့ဗဇက်ထက်ထက်ထက်ချင်းပါပဲ။သူ့ရဲ့ထူးခြားလွန်းတဲ့အာယုံခံစားမှုကြောင့်အရသာသမျိုးကြီးဖြစ်နေတယ်လို့ပြောပြီးထွေးထုတ်လိုက်တာကြောင့်လီယိုနဲ့ကူရာတို့လည်းမတောက်ဖြစ်လိုက်ပါဘူး။တို့မကလည်းရက်လွတ်နေတဲ့အေးပေးမိတာလို့ဖော်ရှောက်လောက်တောင်းပန်ပြီးချင်းနေမဟန်တော့လစ်ထွက်သွားတယ်။ ဂျင်းသမားတွန်ပါလေဒီသာမိုးပွဲမှာသူဂျင်းနဲ့မရတဲ့ထူးခြားတဲ့လူသစ်တွေတော်တော်များတာပဲဆိုပြီးစိတ်ညစ်နေခဲ့ပါတယ်။အဲလိုနဲ့နံပါတ်189တတင်းချက်လက်သမားနီကိုလတ်စ်ကိုဂျင်းထဲဖို့ကြိုးစားတာမအောင်မြင်လို့စိတ်ညစ်နေတော့နံပါတ်69ကီလူဝါကအေးတောက်တာမဝါလို့ဆိုပြီးထက်လာတောင်းပါတယ်။ ီလူဝါကအများကြီးတောင်းနေတာနဲ့တွန်ပါလဲတိမ်မာကိုစိုးရိမ်နေတော့ကီလူဝါကအစိတ်ကသူ့အတွက်ဘာမှမဖြစ်ပါဘူးလို့ပြောပြီးထွက်သွားပါတယ်။အဲဒီအချိန်မှာပဲဟန်နာဆာမိုးဘွဲပထမအဆင့်စစ်စေသူစာတူကဆာမိုးဘွဲစားတော့မှဖြစ်ပြီးအသက်အနှံလဲကျုံနိုင်တာမလို့ပြောင်းရင်တဲ့သူပြန်လို့ရကြအောင်ပြောပေးမယ်။ဟန်နာဆာမိုးဘွဲဖြည့်ဖို့ဆုံးဖြတ်ထားတဲ့သူတွေဖြစ်တာမလို့ဘယ်သူမှလွယ်လွယ်နဲ့မထွက်ကြပါဘူး။အဲနော်သူကဒုတိယအဆင့်ကိုဖြည့်ဖို့ခေါ်သွားပေးမယ်ပြောတာကြောင့်နံပါတ်294ဟန်ဆိုကပထမအဆင့်ကရောလို့မေးလိုက်တယ်။ဆာမိုးဘွဲစစ်စေသူစာတူကလည်းသူ့နောက်ကိုလိုက်တာကပထမအဆင့်ဆာမိုးဘွဲစားနေပြီပဲလို့ပြောပြီးညံ့ညံ့ရှောက်လို့ပထမဆုံးစစ်စာ mua quay của sát để nghề bà đấy